ငလျင်ဘေးတင်ပြည်သူတွေအတွက်ယာယီစိမ်းအောင်တွေဆောက်လုပ်ပေးပြီးဂျမားရေးဆောင်ရှောက်မှုပေးနေတဲ့ဥဆော့ဆောင်ဗြိတမားလုံးမဲမင်္ဂလာပါမာရပန် page ကနေကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံရဲ့ချမ်းသာကြွားဝဆောင်တထဲချီဆင်းနေထဲမှာပါဝင်နေတဲ့ mass မြန်မာကုမ္ပဏီပိုင်ရှင်ဥဆော့ဆောင်ကတော့ငလျင်ဘေးတင်ပြည်သူတွေအတွက်လိုအပ်ဆုံးအလှူဒန်းတစ်ခုကိုပြုလုပ်ပေးခဲ့တာဖြစ်ပါတယ် အခုချိန်မှာငလျင်ဘေးကြောင့်မြန်မာနိုင်ငံရဲ့နေရာအနှံ့ပြားမှာအခက်အခဲတွေဖြစ်နေရတာပေါ့ဒါကြောင့်ပြည်သူအချင်းချင်းတွဲလန့်ညီညီပြန်ကူညီပေးနေကြသလိုအနည်းပညာရှင်တွေနဲ့ဆယ်လီတွေတထဲကြီးတွေကလည်းကုညီလူတန်းမှုတွေလှူဆောင်ပေးနေကြတာပေါ့ဒီအထက်မှာမြန်မာနိုင်ငံရဲ့ချမ်းသာဆုံးဆင်းဝင်ဦးစောစောကလည်းအပောင်ဝင်ဖြစ်ပါတယ်ဦးစောစောဟာ AWR ဘန်မတ်စီဆိုင်တို့လိုနမဲကြီးလုပ်ငန်းစုများစွာကိုပိုင်ဆိုင်ထားတာဖြစ်တာကြောင့်အလူတန်းတွေအတိုင်းမှာရဲရဲရော်လှူဒန်းနိုင်တာပေါ့ အရင်ကတည်းက COVID-19 ရေပင်းတွေမှာလည်းဥဆော့ဆော့ရဲ့ကုညင်လှူဒန်းမှုတွေကတိမ်မောင်းများစွာရှိခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်ဥဆော့ဆော့ကအများနဲ့မတူတဲ့အလှူဒန်းတွေကိုလုံးလဲရှိပြီးတဘာဝဘေးတွေကြုံတွေ့နေရတဲ့ချိန်မှာအလောအဆောင်ဖြစ်တဲ့ဈာမကြီးဆောင်ရှောက်မှုတွေကိုအဓိကလှုံ့ဆော်ပေးတာပါ။ ရေပေးနဲ့ကိုဗစ်တုံးကလည်းဥစစောကယာယီဆိုင်ုံတွေဆောက်လုပ်ပေးပြီးဂျမားရေးဆောင်ရှောက်မှုတွေလှုပ်ဆောင်နေသလုံးအခုတစ်ခါငလျင်ဘေးမှာလည်းငလျင်ဘေးသင့်ပြည်သူတွေအတွက်ဂျမားရေးဆောင်ရှောက်မှုပေးနိုင်စေဖို့ယာယီဆိုင်ုံတွေဆောက်လုပ်ပေးထားတာဖြစ်ပါတယ်။ယာယီဆိုင်ုံတွေကိုငလျင်ဘေးပြင်းပြင်းထန်ထန်ခန်းဆားခဲ့ရတဲ့ဒေသတွေမှာဥစားပေးအနေနဲ့အင်တာယာတိုင်ချက်ချင်းဖွင့်လှစ်ပေးခဲ့တာပေါ့။သူရဲ့ယာယီဆိုင်ုံမှာစေကရိယာပစ္စည်းစုံလင်ကိုလည်းတနိုင်သမျှထားရှိပေးထားပြီးလိုအပ်တဲ့ဂျမားရေးဆောင်ရှောက်မှုတွေကိုလှုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ ငလျင်တန်ကပြင်းပြင်းထန်ထန်ခန်းစားခဲ့ရတာကြောင့်အသက်သေးဆုံးမှုတွေလည်းများသလုံးအသေးဆုံးခဲ့ရတဲ့သူတွေကလည်းမသိယုံတမဲဒုက္ခတွေကိုခံစားခဲ့ရတာဖြစ်ပါတယ်။ထိခိုက်ခဲ့တာတွေလည်းရှိတာကြောင့်ဥဆော့ဆော့ရဲ့ယာယီစေယုံတွေမှာလာရောက်ပြသကြပြီးနောက်ဆက်တွဲဈာမရေးဆောင်ရှောက်မှုလောအပ်တာတွေကိုလည်းလှုပ်ဆောင်နေကြတာပေါ့။ ငလျင်ရဲ့နောက်ဆက်တွဲမှာ dead body တွေကိုအချိန်မီမထုတ်နိုင်တာကြောင့်ဂျမားရီအတွက်စိုးရင်စရာတွေဖြစ်လာခဲ့ရပါတယ်။ဒါကြောင့်ဥဆိုဆိုတို့လိုငွေကြေးထိနိုင်တဲ့သူတွေကစိတ်ုံဆောက်လုပ်ပေးပြီးဂျမားရီအတွက်ကုညီပေးကြသလုံးကျောင်းဝင်းတချို့ကလည်းမေတ္တာနဲ့အခမဲ့ကုသပေးနေကြတာပေါ့။ဥဆိုဆိုကဆိုရင်ခုလိုစိတ်ုံဆောက်လုပ်ပေးတာတွေမဟုတ်ဘဲအခြားသောလှူဒန်းမှုတွေကိုလည်းလိုအပ်ရင်လိုအပ်သလိုလှူဆောင်ပေးနေတာဖြစ်ပါတယ်။ငွေကြေးသိမ်းပေါက်များစွာလှူဒန်းပြီးမြန်မာနိုင်ငံရဲ့ငလျင်ပေးအတွက်အားတက်သရောကုညီပေးနေတာကြောင့်ဥဆိုဆိုကိုလိုအပ်များကလေးစားနေကြတာပေါ့။ ဒါကြောင့်ဦးစောစောကိုကျေးဇူးတင်တဲ့အနေနဲ့တူပိုင်ဆိုင်တဲ့ AR ဘဏ်ကတော့အရင်ကထက်ပိုရည်တီအပေးဖို့ဆုံးဖြတ်ထားကြတာပေါ့အခုချိန်မှာ KBZ ဘဏ်ကငလျင်ဖြစ်နေခြင်းဝန်ထမ်းတွေကိုထွက်ခွင့်မပေးဘူးဆိုတဲ့သတင်းတချို့နဲ့အခြားသောပြဿနာတွေကြောင့် KBZ ဘဏ်ကဘွိုင်းကော့ကျင်းနေကြတာဖြစ်ပါတယ်ဒါကြောင့် KPZ အစားပြည်သူတွေနဲ့အတူတူရည်တည်ပေးတဲ့ဥစစော်ရဲ့အေယော်ရီဘန်ကိုတာအပေးချဖို့စဉ်းစားထားကြပါတယ်။အရင်ကတည်းကလည်းဥစစော်ကမြန်မာနိုင်ငံရဲ့ရေးကြုံချိန်တွေမှာထိတ်ဆုံးကနေကူညီပေးနေခဲ့ဖို့သူဖြစ်တာကြောင့် အခြားတထဲကြီးတွေနဲ့မတူဘဲစေတနာကောင်းသူဖြစ်လဲချီးကျူးခံနေရတာဖြစ်ပါတယ်။တထဲတွေတိုင်းကအလို့တမ်းမှလက်မနေပေမဲ့ဥဆောဆောလိုအင်တိုင်းအားတိုင်းကိုရင်ကိုကြလိုအပ်သမျှလိုတန်းပေးတာမျိုးကနေပါလှတာပါ။ဒါကြောင့်ဥဆောဆောနဲ့ပတ်သက်ပြီးလူအများကလေးစားနေကြတာဖြစ်ပါတယ်။ ငလျင်ဘေးသင့်ပြည်သူတွေအတွက်ရာရင်ဆဲုံတွေဆောက်လုပ်ပေးပြီးဈာမအေးဆောင်ရှောက်မှုပေးနေတဲ့ဦးစောစောအပေါင်းဘရက်တိုရဲ့အမြင်ကိုလည်းပြပြခဲ့ကြပါအောင်ရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။ဆလတ်ပေး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလက်ခွဲကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။